တောင်ကိုရီးယားနိုင်ငံဂျေဂျူကျွန်းပေါ်ကတဆေလိုင်ကိုကြီးပြည်သူများအားလုံးမင်္ဂလာပါရှင် MN Channel ကနေပြည်လေးကြိုဆိုလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ဂျေဂျူကျွန်းဟာကိုရီးယားလူမျိုးတွေအတွက်ယဉ်ကျေးမှုအမွေအနှစ်တွေများစွာ ဖြစ်ထွန်းခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။နောက်ပြီးတော့ဒီနေရာမှာသဘာဝသစ်ပင်ပန်းမှန်တွေတရိတ်ဆန်တွေများစွာရှိတဲ့အတွက် UNESCO စီးရင်ဝင်ကျွန်းတစ်ကျွန်းလေးဖြစ်ပါတယ်။ ။ဒါပေမဲ့ဒီကျွန်းကြီးပေါ်မှာရှင်ဟောင်းပရာလောကဝိညာဉ်တွေနဲ့ဆက်နွယ်မှုရှိနေတဲ့လှိုင်ကူကြီးတစ်လုံးရှိနေရကိုတော့တော်ယုံလူတွေမသိကြပါဘူး။ဆိုတော့ဂျေဂျူကျွန်းပေါ်ကတစိလှိုင်ကူကြီးနဲ့ပတ်သက်ပြီးတော့ပုံမသိရဖို့အတွက်စောင်းလင်းချုံနှစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ကြရအောင်ပါ။ကျေကျွန်းပေါ်မှာရှိတဲ့မန်ချန်ကူလို့အမည်ရတဲ့အလိုင်ကူကြီးဟာတဘာဝမီးတောင်ချော်ကြောက်တွေနဲ့ဖွဲ့စည်းထားတဲ့အလိုင်ကူတစ်လုံးဖြစ်ပြီးတော့အတော်လေးလက်နက်ပါတယ် 7ကီလိုမီတာလောက်ရှည်လျားတဲ့ဒီလိုင်ကူကြီးဟာဆိုရင် UNESCO ကနေထိန်းသိမ်းပေးထားတဲ့ရှေးဟောင်းတဘာဝမြေအောက်လိုင်ကူကြီးလည်းဖြစ်ပါတယ်။ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဒီလိုင်ကူကြီးထဲမှာကိုရီးယားမှော်ဆရာတွေဟာသူတို့ရဲ့အောက်လန်ကျင့်စဉ်တွေကိုလာရောက်လေ့ကျင့်လေ့ရှိပါတယ်။နောက်ပြီးတော့တရဲတစိန်နာနာဘာဝအဝိညာဉ်တွေကိုဒီကူကြီးထဲမှာပိတ်လောင်ထားတာမျိုးလူတွေတွေကိုလည်းဒီကူထဲမှာမြုပ်နှံထားတာမျိုးတွေကိုလောက်ကြပါတယ်။ ဒါကြောင့်မယ်မန်ချန်ကူလိုင်ကူကြီးဟာအရင်ကတည်းကမကောင်းဆိုးဝါးဝိညာဉ်တွေရဲ့ကျင်စာကိုတင့်နေတဲ့ဂူကြီးတလုံးဖြစ်နေတဲ့ဒေတာကန်တွေကသတ်မှတ်ထားကြတာပါဒီဂူကြီးဟာတရဲ၆လုံးနာကြောင့်နေကင်းဘက်မှာတောင်ဘသူမှမသွားရဲကြပါဘူးဒါပေမဲ့ကြောက်ဂူကြီးရဲ့တဘာဝအလှတရားကိုမလွန်ဆန်နိုင်တဲ့နိုင်ငံသားသားခရီးသွားတွေကတော့ပွဲတော်ရက်တွေမှာဂျေဂျူကျွန်းကိုလာရောက်ပြီးတော့လိုင်ကူကြီးကိုလေ့လာကြပါတယ် ကျုံးမော်မှာနှစ်တနည်းရဲ့စူတောင်းပွဲကာလကိုရောက်တိုင်းမန်ဂျန်ကိုလှိုင်ကိုကြီးတဲ့ကတရဲတွေရဲ့အော်တန်ကိုညဘက်တွေမှာကြားရတတ်ပါတယ်။မကြွသေးတဲ့ဝိညာဉ်တွေရဲ့အသံဟာတချင်းစူတန်လိုလိုငိုကြွေးတန်လိုလိုဖြစ်ပြီးတော့ဒီအသံတွေကိုကြားရတဲ့အခါတိုင်းမှာဒေသခံတွေဟာဝိညာဉ်တွေကိုပူဇော်ပေးကြရပါတယ်။ကိုယ်ရဲကိုကိုရင်ကိုကြတော့ရောက်လေးလာတဲ့သူတွေရဲ့ပြောပြချက်အရာအထဲကိုရောက်ရင်တယောက်ယောက်ကစောင့်ကြည့်နေတယ်လို့ခန်းစားချက်မျိုးကိုရတယ်လို့သိရပါဗျ တခါတလေကိုရဲကပြန်ထွက်လာတဲ့အခါမှာအနောက်ကလူတယောက်ကပ်ပါလာတယ်လို့ခန့်စားရတာကြောင့်ဒီကိုရဲကိုဝင်ရတဲ့သူကတော့အတော်ရှာပါတယ်။တချို့ကတော့ကိုရဲဝင်ပြီးတော့တဘာဝရဲ့အလှတရားတွေကိုရှုစားရတာက အပြင်ကထပ်ပူပြီးတော့ခေါင်းမွန်ချောင်းပြောကြပါတယ်။ဒါပေမဲ့ဂျေဂျူဂျွန်းကတရေဝိညာဉ်တွေကတော့မန်ချန်ကိုလိုင်ကိုကြီးကိုစောင့်ရှောက်နေရဆိုတာဒေတာကန်တွေရဲ့ကိုတွေးဇလန်းတွေကိုနားထောင်ပြီးရင်လက်ခံလို့ရောက်သွားပါလိမ့်မယ်။ တောင်ကိုရီးယားနိုင်ငံကဒီလိုင်ကူကြီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်းမှတ်ချက်အရေးပေးခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။